ဒီအညာရဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဆ ్య မခင်နေယူရဲ့ခြစ်လာကြီးရဲ့ဆိုတဲ့ဝတ္ထုလေးကို အပိုင်းဆက်အနေနဲ့ဖတ်ပြနေရပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်းလေးပါရှင်။အခုလဲမမေးလို့ပုံကိုတချို့ဟာကြီးကျယ်တယ်လို့ထင်မယ်။ပမာပြည်မှာရှိတဲ့ပုံလေးဆက်လုပ်ငန်းဖြန့်ချီလုပ်ငန်းတွေနဲ့သတင်းစာအလုပ်တွေ အဲ့ဒီအလုပ်တွေမှာ private secretary ခန့်ရလာအောင် ကြီးကြီးကျယ်မရှိသေးဘူးအမေရိကန်ပြန်နေရှိကြတာပဲဒီလိုပဲလိုက်ကြတာပဲဒါမဲ့မမေရသားအတွက်တမင်စီစဉ်ပေးရတာမမေသားဟိုင်းအင်မတန်ရေဆန်နေပင်ကိုကတော့တော်တော်ကြည်ကြည်လင်လင်တတ်တန်ရှိရှိပဲဒါပေမဲ့ဘာရအောင်ဆိုဆိုဘာအနံ့အမဲထက်ထက်ပြောင်းလဲလွယ်တယ်ပြီးတော့ထဲထဲခွက်ပုံတရာတိုင်းလိုက်ပြီးဖြစ်တယ်အခုလည်း မမေကြီးမစီစဉ်ရင်ဟိုကသတင်းစာတိုက်ပိုင်းရှင်တွေအကြမ်း तू ကအတွင်းရမှုခံမှာတည်ကြတယ်။ခိုင်မင်းကလေးရဲ့ဘက်ခံမှာ။ကဲဒီတော့ယူရဲ့စဉ်းစားကြည့်အရင်အရင်တိုင်းဒီမင်းကလေးတွေနဲ့ရှုပ်ဖို့ကမတည်ကြဘူးလား။မမေကြီးသည်သူသားပေါ်ရင်ခြေတလန်းဆော့၍မြင်နေပေသည်။အေးအဲ့ဒါကြောင့်ကစင်ကလေးမဖြစ်အောင် မောင်နှမကြော်ရဲယူမမေကြီးကတမင်ရွေးရတာပြီးတော့ငွေကြီးနဲ့ပတ်သက်လို့ တမင်ဘာဖြစ်စီမှသူ့နာမည်နဲ့မမေမထားတာမမေကြီးကျရင်တော့သူရမှာပဲကိုစိတ်ကိုအင်ပတန်အလိုလိုက်တဲ့သူရဲ့လက်ထဲငွေအိမ်ဒုက္ခရောက်မှာပေါ့ဒါကြောင့်အခုသူ့ကို လာခသဘောမျိုးအပြင်ဘာမှမပေးထားတာဒါဖြစ်ရင်ခုကျမဘာလုပ်ရမလဲမမေမမေကြီးသည်စဉ်းစားသလိုလုပ်နေရမှာယူပြန်သွားရမယ်မမေကြီးပြောလိုက်တာဒီဘာမှမသိသလိုပဲနေပေါ့ သူ့အတွက်စားတစောင်းရေးပေးလိုက်မယ်သူ့ကိုပေးလိုက်ဟုတ်လားကဲကဲဒါပဲမင်းသွားနိုင်ပြီမမေကြီးအခန်းထဲမှာကျမထွက်လာခဲ့ပါသည် ကျမအခန်းသို့ပြန်မသွားတော့ပဲအိမ်ပြင်ခြံထဲသို့ထွက်လာခဲ့သည်ညဦးအမောင်နှဲတွင်ထိုင်နေရသည်ကိုစိတ်အေးချမ်းသလိုဖြစ်မိတော့၏အလုံးလုံးစားကြသည့်အတူတူတွင် ကျမအလုံးမှဘာဖြစ်လို့များယခုလိုစိုးပြီးရှုပ်ထွေးပြဿနာတွေနဲ့တွေ့နေရပါလဲရှီအိုးအောင်နေသည် ကရွက်ခွေလိုအေးအေးနဲ့တဖြည်းဖြည်းဆွေးရတော့မည်။လေးနှစ်ရောတိမ်ကြောကိုပြန်ပါလီခွဲ ပန်းရီငတ်ခဲ့။မမခင်ဤကလေးချော်ဒေသမှာ တောင်ဘက်ခန်းစီမှာခတ်အုပ်အုပ်ထွက်လာပြန်သည်။ညင်သည်တိတ်ဆိတ်နေ၍သူ့တခြင်းတံမှာပြက်လွင်လာခြင်းဖြစ်သည်။နှလုံးသားတွင်တော့ခြေလင်းရှာလိမ့်မည်မဟုတ်။သို့သောမိခင်ဆိုသည်မှာ မကြည်သည့်နှလုံးကိုအသာဖုံး၍ဒါအတွက်သချင်းကိုကျူးရင်ရပါမည်။တင်းနဲ့လဲချော်ရရှာပါမည်။ဒါကတော့သိလိမ့်မည်မဟုတ်။ဒေသံကြောင့်ရေကျင်လဲရှည်နေပါလိမ့်မည်။ဒေဤအညိုရင်းမင်းမော၍အမေရှင်ကွင်တွင်အိတ်ကျင်လဲအိတ်နေပါလိမ့်မည်။ဒါအိမ်မောကြနေပြန်ရင်လဲဒါမျက်နာကိုကိုကိုမောင်ရုံနဲ့တွေ့လာသဖြင့်ကြည်ရင်ဖြင့်မမခင်နှလုံးတွင်မျက်ရည်များဆူလာအောင်မည်။ စိတ်ပြစရာကောင်းလိုက်တဲ့အဖြစ်ကျွန်မသည်အသက်အဝရွှေရွှေထားရှောင်မိသည်။တမီမိမိသည်နောက်တွင်ရောက်လာသည်။ဘရော့ပြန်ရမှာလဲ။မနေ့ပြန်မယ်ပြန်တော့မယ်မိမိ။မိမိသည်မြက်ခင်းမော်ရင်ထိုင်ချလိုက်ပြန်သည်။ဒီမှာခဏလာထိုင်အောင်။မိမိအနာရင်ထိုင်ရပေမဲ့စိတ်မှာရက်ခင်းလုံးမကြည်လင်လာပေ။၃လရက်နေပါအောင်လား။တမီဒီမှာကြာကြာမနေခြင်းဘူး။ ရှမ်းကုန်မှလည်းမနေချင်ဘူးအလုပ်လို့ရအသိစိတ်ရှုပ်ဖို့ကောင်းတာပဲမမီသည်အံ့ဩသလိုချိန်နေသည် မင်းကလေးမှာဘာလို့များစိတ်ညစ်စရာတွေ့နေလို့လဲကျမမှားသွားပြန်သည်အမှန်တော့မိဘကိုလှုပ်ကြွေးရသည့်ဒီလောက်အချိန်ပိုင်းလေးတွင် အလုပ်ရှုပ်သည်ကိုစိတ်ရှုပ်ထွေးစရာဖြစ်အောင်မမေကိုပြောဖို့မသင့်မေဘာမှမဖြစ်ပါဘူးယူလိုက်တဲ့ကလေးမရဲ့အမှန်တော့တမိမယူဘူးမမေရေဟူရပြီအော်ရွေးပြောလိုက်ခြင်းသည် မမေလေးသူ့ဘာသာတွေးနေရမှာမအောင်ကျော်စီကစာလာတယ်။ကိုအောင်ကျော်စီမှာစာလာခြင်းမှာကျွန်မနဲ့ဘလို့များပတ်သက်နေပါသနည်း။ "तू ကသမီးကိုလူကျင်နေဆိုပါလား။ဟမ်ဘာပြောတာ။ကျွန်မဒီအလန်တကြား ဖြစ်သွားသည်။သမီးဘာမှမသိဘူးလား။သူ့စာထဲမှာလူကြီးတွေကိုပဲခွင့်တောင်းနေဖြစ်နိုင်စိတ်ဆက်ပေးပါတဲ့။အမေတတော်ကလှုပ်တကော မမေသည်ကျမစကားကိုနားလဲခြင်းမလဲလိမ့်မည်စိတ်ထဲတွင်တော့ကြားရသောသတင်းအတွက်တာ၍စိတ်ပြက်လာသည်ယခုလိုသူများ၏အစင်မပြူသောအိမ်တော်ရေးချတဲ့တွင် ကျမမှာကစင်ကလျားပြည့်နေရခြင်းတွင်မှာကျမအိမ်တော်ရဲ့အတွက်ပြဿနာပေါ်လာခြင်းမှာနမိတ်မကောင်းသလိုစိတ်ထင်မိ၏ပါလိုလိုနှင့်လင်ယူဖို့ကိုစဉ်းစားရမည့်အချိန်ရောက်လာပါပကော ကိုအောင်ကျော်မှာပညာရှိသည် လုံရည်ကံရင်ရှိသည်ရုပ်တော်သည်အိဆက်သည် ဒါရီမာကိုအောင်ကျော်ကို တွေးရင်ပေါ်လာသည့်အချက်များဖြစ်သည် တွေးရမှာလားမတွေးရဘူးလားအာမမေอืมဘာလဲကျမသည်ဘာပြောမှမသိသလိုရောင်းချာချာဖြစ်နေသည်ဟိုနေ့ကမမေကြီးကတော့ပေးစားမှုပြောတယ်။ "तू ကမမေကြီးရဲ့တက်တီပဲမဟုတ်လား။မမေလည်းသဘောကျပါတယ်။ကြောက်စရာတော့တော်တော်ကောင်းတာပဲ။ ကျမစိတ်ကူးနဲ့ပြောလိုက်မိသည်ကျမသည်ဒါကိုကြကြတွေးမနေခြင်းမေမမေတဘောပဲစီစဉ်ခြင်းတလို့သာစီစဉ်ရှူတော့မနေ့ပြန်ပြန်တော့မယ်ကျမသည်ထိုင်ရမထိုင်၍အိမ်ထဲသို့ဝင်ခဲ့သည် အပြင်တွင်တယောက်တည်းကျင်ရတော်မမေသည်ဘာရီများတွေ့၍နေမည်မသိအမှန်တော့ဝမ်းသာခြင်းနဲ့တာနေပေးလိမ့်မည်သူတို့တတ်မှတ်သောအိမ်တော်ရေးစီဝိုင်းတွင်ကိုအောင်ကျော်လူလူတယောက်နှင့်သူသမီးအားပေးစားခြင်းသည် ဝမ်းမြောက်ဝမ်းသာဖြစ်စီရပင်ဖြစ်သည်ကျမအနေနဲ့ကိုအောင်ကျော်ကိုအလောက်တွဲပတ်လှုပ်လာခဲ့သည်မှာမှန်တော့လဲတနေ့တော့သူသည်ကျမခင်မွန်းနဲ့ဖြစ်လိမ့်မည်ဟုတကားမှမတွေ့ခင်မိပင်သူသည်တရင်စာဆရာတရားအနေနဲ့အစွမ်းကုန်တော်ခြင်းတော်နေပြီလိမ့်မည်ကျမတရားတလောက်လဲတနေ့ဝန်တရင်စာကို သူပင်အောက်ချုပ်နေရ၏သူနှင့်ကျမသည်တရင်စာသမားနှစ်ယောက်နေနေတော့အဆင်ပြေကြသည်ဟုဆိုရပင်မည် သို့သောနှစ်ဖူးတွေဒူးတွေအိမ်ောင်တဲ့ဘဝသို့ပြောင်းလဲဆင်းသက်ကြခြင်းနှင့်ရခင်ကလိုအလုသမားနှစ်ယောက်ဖြစ်အစဉ်ပြေခဲ့သောဘဝမျိုးရရှိနိုင်ပါမည်လို့ဤကစဉ်းစားတဲ့သောပြဿနာတရေဖြစ်သည်ကိုအောင်ကျော်သည်အချီရင်တွင် ရှက်ကန်းရှက်သလိုပင် တပင်ကိုတပင်တန်းက တတန်းကိုတတန်းဆက်၍တပြေးပြေးနေသွားသည်။ယခုတော့ကျမ၏နားလည်မှုကိုလည်းဘာမှမယူဘာမှမသိရပါပဲ။လူကြီးများကိုခြေကလိုက်ချင်မှကိုအောင်ကျော်သည်တုံတိတိနိုင်လွန်းသည်ဟုကျမထင်သည်။သူသည်မျက်နာပူတတ်၍အလွန်အေးသောလူသားမျိုးဖြစ်သောကြောင့်ယခုလိုလုပ်သည်ဟုခွင့်လွှတ်တွေ့ရမည်လော။ဤသို့လည်းနောက်နောက်လှထပ်ပြီးသောအခါစာအုပ်များနှင့်သာအချိန်ကုန်၍ရေခဲလိုအေးဆက်နေသောလူတစ်ယောက်နှင့် ပေါင်းသိရမည်အရေးသည်ပျော်ရွှင်ွယ်ကောင်းမှမည်လောကျမသည်ငယ်သည်ဖြတ်လက်သည်ကြက်လက်သည်ပူပူနွေနွေလှိုင်လှိုင်လဲလဲစိတ်ပါလက်ပါလှုပ်တတ်သည်တာကတော့သူတည်ပြီးသားဖြစ်ခဲ့လေသည်အရေးအကြီးဆုံးကကျမသူ့ကိုချစ်နိုင်ပါမည်လောအော်အရွယ်ကြီးလာလေလေအဲ့မပြောသောညင်များကပို၍များလာလေပင်ဖြစ်သည်တကား ရခိုင်ညင်များကကိုကိုမအကြောင်းတွေ့ရပလဲအကြောင်းတွေ့ရနဲ့အိတ်မပြောခင်ရခုညင်တွင်တော့ကို့အကြောင်းကိုတွေ့ရသည်နှင့်အိတ်မပြောဖြစ်ခဲ့ရပြန်သည်သို့သောအချိန်ကာလများလိုပါသေး၏ထို့တော့တွင်တွင်သူနှင့်ကျမတို့အစဉ်ပြေအောင်ဆက်ဆံသွားကြပြီးမှလက်ထပ်ဖို့ကိစ္စစဉ်းစားရမည်ဖြစ်၏အချိန်ရှိပါသေးသည် ဟုကို့စိတ်ကိုဖြေကစိတ်လျှော်လိုက်သည်အိတ်ပြောအောင်ကြိုးစားအိတ်ရတော့သည်ရှန်ကုန်ပြောင်းသည့်နေ့တွင် အလုတ်တိုက်ကိုတန်းလာခဲ့သည် ကိုအောင်ကျော်နဲ့ရင်ဆိုင်ရမည်ကိုရှင်ဖော်နေပေမဲ့အလုံးရှိသေး၍သူ့အခန်းကိုဝင်ရအောင်မည်။ယခုတလော ကျမလုံနေသည်များအလုံးမှာဝိတရားရှိသည့်အတိုင်းကြီးဖြစ်နေသည်။လောကမှာဝိတရားရှိသည့်ထက်အယုတ်ဆန်နေသည်မှမရှိပေ။ဝိတရား၏ကျိုးဆက်သည်များကရပေတော့မည်။ဒီမှာမခင်ယုသူကစား၍နှုတ်ဆက်နေပေသည်။ကျမသည် ကျိုးစား၍ပြုံးပြလိုက်ရသည်။တကြံအထူးတော့နှစ်ဆန်းတည့်ရက်နေ့အတွက်သတင်းစာတော့ပြီးသွားပြီ။ဟုတ်ကဲ့ ဒါမဲ့မင်းဝတ္ထုတော့မထည့်ဘူး။ဒါကတော့အတ္တိတဘောပေါ့။အေးလေဝတ္ထုကကောင်းပါလေ။ဒါမဲ့ပရိသတ်ကမင်းသုံးတဲ့စကားလုံးတွေကိုနားလည်မှာမဟုတ်ဘူး။ကိုသိစေချင်တဲ့အကြောင်းကိုပရိသတ်ကနားမလည်အောင်စကားလုံးတွေသုံးထားရင်မခတ်ဘူးလား။မင်းစာရီကိုဘယ်သူနားလည်မလဲ။စောင်းမရေးသလိုစကားလုံးပြောင်ပြောင်နဲ့ရှင်းရှင်းရေးရတယ်။ကျမသည်ခရဲရဲပင်ဆက်၍ကြည့်မိ၏။သူကကျမဤစရာပဲ။ မကြခင်သူ့ကိုယူရတော့မည်ဒီမှာဥအောင်ကျော်သူ့ကိုဥတက်ခေါ်လိုက်ခြင်းကိုကျမခြေနှမ်းမိသည် သူသည်ကျမပြောမိကိုစောင့်နေပုံရသည် မမေတို့ကိုစာရေးလိုက်တဲ့ဆိုရှူကိုလိုချင်တယ်လို့ဒီတစ်ခေါက်တော့သူသည်ခေါင်းကိုအငြိမ်မထားပေရှေ့တက်တယ်လို့လို့အပေါ်မောကြည့်တယ်လို့လို့လုံနေသည်ဟုတ်တယ်ဥအောင်ကျော်မှာအတင်းလုံးရှိသေးတယ်ကိုရှိတာပေါ့မင်းဒီလိုပြောမယ်ဆိုတာကိုသိပါတယ် ကိုမအသိနှလုံးရော အုံနောက်ရောရှိပါလေ။ကျမစိတ်ထဲတွင်ရဲကျင်သလိုလိုဖြစ်လာပြန်သည်။မိန်းကလေးစိတ်များသည် အတော်ဆန်းကျယ်သည်။ကိုကိုမကြိုက်ပြန်ရင်လည်းတတုံးလိုခြင်းသည်။ကြိုက်သည်ဆိုပြန်တော့လေလောင်ကျင်သလိုပြောင်ကျင်သလိုလှုပ်ချလာသည်။မမေမေကိုဘာပြောခဲ့သလဲ။မမေသဘောလိုပြောခဲ့တယ်။ကျမကိုကိုမစီသွားအောင်မယ်။ကျမသည် သူ့ကိုအခြားကိစ္စများမှာခဲ့၍အခန်းထဲမှထွက်လာခဲ့သည်။ ကကူမအခန်းထဲသို့ဝင်ဝင်ချင်းရှင်မာခုန်နေသည်ကျမသည်သူ့ရှိရှိကလထိုင်တွင်ထိုင်လိုက်သည်မင်းလာမယ်ဆိုအကြောင်းကြားရပေါ့ကွာကဲမမေဘာပြောသလဲသူသည်အကြောင်းစုံကိုသိချင်လာပြီစားတဆောင်ပေးလိုက်တယ်ကျမသည်အိတ်ထဲမှာမမေကြီးစာကိုထုတ်ပြပေးလိုက်သည်ကဲမင်းမဲစာကိုဖောက်ပြီးဖတ်ပြစမ်းကျမသည်စာအိတ်ကိုဖောက်ပြီးသူ့ကိုဖတ်ပြရသည်ဒါမမေစာရေးလိုက်တယ် တားရဲ့စာကိုမမေဖတ်ပြီးလို့အကြောင်းစုံသိရပြီရခုပြန်လိုက်တဲ့မမေစာကိုတားစင်းစား၍ဖတ်စီခြင်းသည်ပလဲကိစ္စနှင့်ပတ်သက်ပြီးတော့မမေမှာစဉ်းစားရမှာတဲ့ကိုချင်းစာရလိမ့်မယ်ပလဲဟာမိမသားမဟုတ်လားအင်းကိုကိုမောင်သည်အင်းလိုက်၍ထိုင်နေရမှထားလိုက်သည်ပလဲဆိုသည့်စကားလုံးကြောင့်သူ့စိတ်လှုပ်လှုပ်ရှားရှားဖြစ်လာပုံရသည်အခန်းလယ်တွင်ရှောက်ရင်းနားထောင်နေသည် မိမကျမကိုကိုချင်းစားမယ်အချိန်မှာမန်းငွေခင်ကလည်းမိမတယောက်ဖြစ်ပေရပဲဒီတော့မမေမမိန်းကလေးနှစ်ယောက်လုံးကိုကိုချင်းစားလိမ့်မယ်ဒီကိုချင်းစားတဲ့အချိန်လေးမှာဟိုမိန်းကလေးကအမေရိကန်မန်းငွေခင်ကမြန်မာဆိုတဲ့လူမျိုးရေးကိုမမေခဏမိတ်ထားလိုက်ပါမယ်သူတို့နှစ်ယောက်စလုံးကိုမိန်းမသားများအနေနဲ့ပဲမမေစဉ်းစားကြည့်ပါရဲ့ကျမသည် စားဖက်နေရာမှာ သူ့ကိုမောင်ကြည့်မိ၏ဂရင်းနေရဲ့ပါးစပ်ဟာပြီးငင်းနေသည် ဒီနေရာမှာသားအကြောင်းမျိုးသားအသီးဆုံးကိုမမေဘာမှထုတ်ပြီးမပြောခြင်းခင်ထထရောအစားမငွေခင်အထိသားအကြောင်းသားအသီးဆုံးပဲသားပလဲကိုခေါ်ခဲ့ပြီးပလဲရဲ့လက်ကိုသားချိုင်းမှာညှပ်ပြီးငွေခင်ရှိမှ သားလမ်းတလားကျင်နေတယ်ငွေခင်ကမမေကိုယ်တိုင်ပေးစားခဲ့သူမို့လားငွေခင်ကိုစော်ကားတဲ့အပြုတ်မူလုပ်တဲ့အထက်မှာမမေမပါပါရစီနဲ့ငွေခင်ကိုလည်းကိုချင်းစားလိမ့်မယ်ပလဲကိုလည်းမမေသနာပါတယ်ခုချိန်မှာပလဲဟာသားရဲ့ ချစ်လာကြည်ရဲ့ဆိုတဲ့စုံနေကြသေးသွားမှာအစိတ်တက်နေမှာအမှန်ပဲ။ဒါပေမဲ့သူ့မှာသားသမီးတွေမရှိသေးပါဘူး။ပြီးတော့သားရဲ့နောက်မိန်းမပလဲကိုမမေတီခေါ်ပေးလိုက်ရင်ငွေခင်မလို့ဖြစ်မလဲ။သူ့အသက်နှလုံးတွေဟာကြွေကုန်မှာပေါ့။မမေယောက်ျားရဲ့မယံငယ်ကိုတင်ရောက်ရောက်ကအိမ်မော်ခေါ်တင်ထားရင်မမေလည်းဘနဲ့နေမလဲ။ငွေခင်ကတော့နှလုံးအသွေးကိုမျက်ရည်အဖြစ်သွန်ချမဲ့မိန်းကလေးပါကွယ်။ကြည်တော့ မမေဟာသားရဲ့မယဲ့ငယ်ကိုမယားကြီးရှိခေါ်လာတဲ့ရခမရိုင်းကြီးတရားမဖြစ်ပြရစေနဲ့ပြီးတော့သားကအမေရိကန်လူမျိုးဖြစ်ခံယူအောင်မယ်ဆိုတာလည်းမမေသိပါတယ်သားမှာစိတ်ဓာတ်တွေပြတ်နေပြီသားကိုမမေနှမျောတယ်မမေသားတယောက်ကကိုလူမျိုးကိုချစ်တဲ့စိတ်မရှိတော့တဲ့အဖြစ်ကိုမမေဝမ်းအနှဲဆုံးမယ်အေးဒါပေမဲ့သားတယောက်သာချစ်တာမဟုတ်ဘူးပဲသားအတိုင်းမျိုးဆွဲနေသလိုမမေရင်ကျိုးတာပဲ စဖရင်ဒီနေရာရောက်ရင်ကိုကိုမောင်သည်ကျမအနာသူလာထိုင်သည်သိတ်စိတ်ဝင်စားပုံရလာသည်တားဘာသာပြန်တဲ့စာအုပ်တွေကိုမမေအကုန်ဖတ်တယ်တားအမေရိကန်ဒီမိုကရေစီကိုမြန်မာလူထုမတ်အောင်ရေးတတ်တယ်တခြားတိုင်းပြည်တွေကိုတာယာရွှေပြည်ဖြစ်လာအောင်တားရေးတတ်တယ်တားကိုယ်တိုင်လည်းတခြားတိုင်းပြည်ရဲ့သာမှုကိုနှစ်သက်လို့မြန်မာလူမျိုးတရားအဖြစ်ကဆွန့်လွတ်တော်မှာဟုရှိရှိရရရင်တားကလောင်ဟာတစ္ဆာမရှိဘူးဟမ် အကိုမောင်သည်ကြောက်လန့်သလိုအင်ဒရီပြတ်သွားသည်မမေ့ရဲ့ရွယ်ချက်ကြီးနဲ့တီထောင်လာခဲ့တဲ့ပုံလေးဆက်ဟာအခုတော့နိုင်ငံခြားသားတွေရဲ့ဝါရဖြန့်ရဘဟုဌာနကြီးဖြစ်နေလို့မမေဝမ်းနဲ့လို့မစုံရှိစီတော့ပလဲကိုမမေအပြစ်မတင်လို့ပါပလဲရဲ့တနာစရာဖြစ်ကိုလည်းယူထံမှာကြားပြီးပါပြီဒါပေမဲ့ပလဲကိုခေါ်မဲ့ကိစ္စမှာတော့မမေပယောကမပါပါရစေနဲ့တာအစွန်နဲ့တာဘာသာခေါ်ပြီးတော့မမေမှာတော့လူမျိုးရေးစိတ်မရှိဘူးဆိုပေမဲ့လူသားတယောက်အနေနဲ့ ငွေခင်အပေါ်တားဆော်ကောင်းမှုတော့အာမပေးနိုင်ပါကုသားပြောကလည်းပေါက်ဖွာလာပြီအဖေစွန့်ပြစ်ခြင်းကိုခံနေရတဲ့မိသုံးယောက်ကိုမမေးဆောင်ရှောက်နေတော့မယ်အမှန်တော့တားဟာဘာမှဆိုလွတ်လွတ်လပ်လပ်လုပ်နိုင်တာအမှန်ပါပဲဒါပေမဲ့အခုအလုံမှာတော့ကို့လူမျိုးအမျိုးသမီးတရားပေါ်မှာတားလို့ရဟာရှင်းနာစရာကောင်းတယ်နောက်ဆုံးတော့တားသဘောအတိုင်းငွေခင်ကို꽌ရှင်းလို့လဲ꽌ရှင်းပြီးတော့ပြပြသားသားလုပ်စေခြင်းနဲ့ မမေဟာဘလို့သားမျိုးမွေးမိတယ်လို့မတွေ့တတ်လာအောင်ဖြစ်နေတာပဲပုံနှိပ်ဆက်ရဲ့ထုတ်ဝေတဲ့ကိစ္စတွေမှာလဲတားရဲ့လက်ရှိ policy ကိုမမေလက်မခံနိုင်ပါစအဖိုးတံများကိုဘာသာပြန်စီခြင်းနဲ့ဆန္ဒမမေမှာရှိပါတယ်ဘာသာပြန်တဲ့စာအုပ်တွေကတော့ဝါရဖြန်နာတွေဖြစ်နေလို့မမေဆန္ဒနဲ့မကန့်ညီတော့ဘူးတားဟာနိုင်ငံသားတွေရဲ့ဝါရဖြတ်မှုမလို့ပဲတားကသူ့ရဲ့ဝါရကိုဖြန့်ပေးနေတာပေါ့ အချိန်တွေတော့အများကြီးရှိသေးတာပဲဒါပြင်မယ်ဆိုရင်အချိန်ရှိပါသေးတယ်တိုင်းမျိုးသစ္စာဖောက်ကြရင်နီးမျိုးမျိုးရဲမှာ စာပေသစ္စာဖောက်တာအဆိုးဆုံးပဲစာပေဟာစိတ်ဓာတ်နဲ့တွဲရဖြစ်နေတာကိုစိတ်ဓာတ်စစ်စင်လာပြီဆိုရင်တော့တက်မကြီးတစ်ခု စစ်စင်လာတဲ့အထက်ကြောက်စရာကောင်းနေဒါပါပဲသားကြောင်နေနေတော့မမေ့မြတာတော့အစင်ချိုပြေလျက်ပါပဲตายရွှင်လန်းချမ်းမြေပါစေမမေ့ ။စာဆုံးတွင်ကိုကိုမောင်ကိုကြည့်လိုက်သောအခါခေါင်းငိုက်ဆိုင်နှင့်ဆိုဖာပေါ်ထိုင်နေသည်။ကျမကလည်းစကားဆောင်ရမပြောတတ်ပေ။သူတို့သားအမေကိုသာအံ့ဩနေသည်။အမေလှုပ်တည်သူကလည်းတမျိုးစီနေကြပေမယ့်ရန်ကုန်တွင်တားချေလန်းတလန်းလှမ်းနေသည်ကအစားအမေသိပေသည်။ချာနောက်ထပ်ဘာမှလိုက်သေးလဲမမပါဘူးကဲကဲယူသွားကြံသွားတော့အိမ်ကိုပြန်ကျင်နေအေးအေးပြန်နာပါအောင်လေ ီမှာလည်းတိတ်ကိစ္စမရှိသေးပါဘူး။ကျမသည်ဆောင်ရွက်ကိုသူ့လက်ထဲထည့်ပြီးထိုင်ရမှချလိုက်သည်။မမေကဒီတစ်ခါကိုကိုမအောင် တော်တော်စိတ်ဆိုးနေပုံရှာတယ်နော်။ကျမသည်ဘာမှပြန်မပြောပေခဏရက်နေ၍အပြင်သို့ထွက်လာခဲ့ပါသည်။မမေကြီးစိတ်ထဲတွင်လည်းအတော်အရင်ထုမနာဖြစ်နေပုံရသည်။ကျမသည်အိမ်ရောက်လျင်အိမ်ခန်းကိုပဲတောက်လျှောက်သွားမိသည်။အိမ်ရာပေါ်တွင်ပြက်လဲနေလိုက်သည်။ဘာရီများရှေ့ဆက်ဖြစ်ကြအောင်မသိပေ အလောက်ကလည်းထွက်ကျန်လာသည်ရှားတဲ့သမ ्या နှင့်သားမင်းနှယောက်နေစားတော့ရသည်ကမှစိတ်ချမ်းသာအောင်မီမျက်စီကိုမဲ့၍ကိုအချောင်းကိုလည်းကိုတွေ့ရအောင်မီကြည်စမ်းမှာတသက်တာတွဲဖက်၍ကြားရမီကိုအိမ်တော်ဘက်အချောင်းကိုပင်အချိန်၍တကားမှမတွေ့မိသေးပေဖြစ်မှဖြစ်ရပါလေယောက်ျားမီအချိန်ကနီးကပ်လာပြီ ကျမသည်ချွေးပြန်လာသည်အမမတင်ဆိုသလိုမမိကိုပြေးခဲ့သောခရီးမှလွယ်ကူလွန်းလာပါတကားရင်းငွေသလိုကြောက်သလိုဖြစ်လာပြန်သည် မတော်မလုံးနဲ့အယုတ်လူလူကိုယူရမည့်ဒုက္ခမှမသေးပေပြစ်မှဖြစ်နိုင်ပါမလားကျမအတွေ့အကြုံတွင်ကိုအောင်ကျော့ရုပ်ပုံမှာကြောက်ရွံ့နေတူလာသည်ညိုရွေးဝိုင်းသောမျိုးလုံးများသည်မျက်တောင်ခတ်ပုံမရပေအဲ့ဒီမျိုးလုံးတွေကပူပူနွေ့နွေ့အချစ်ကိုဘလို့တရုပ်ပေါ်နိုင်မှန်းလဲမမလေးကျမအတွေ့ပြင်ပေးသေးခင် အင်္ဂါကလေးမလေးလာခေါ်နေပြန်သည် ကျမသည်မျိုးလုံးကိုဖွင့်ဘာလဲမငယ်ကူကူမောင်ဆီကတယ်လီဖုန်းလာနေတယ် အေးလာလိုက်ကွယ်နော်လာလိုက်တက္ကပလုံးတစ်ချိန်လုံးသူတို့ကိစ္စအားကြီးပဲငါအเจ้าတော်ငါမစင်စားရသေးဘူးသီလားကျမသည်ကြည်ကြဲအော်၍ခရီမမခုံ၍ထားလိုက်သည်မငယ်မလန့်သွားသလိုလက်ကြီးကရှေ့မှပြေးဆင်းသွားတော့သည်လေကားကိုပြင်းပြင်းနဲ့၍အောက်သို့ဆင်းလာမည်သည်တယ်လီဖုန်းကင်လိုက်လျင်မင်းယူလိုက်အိတ်ပြော်နေလားအိတ်နေတဲ့ကိုကမပြောတော့မပြောဘူး sorry ပဲကွယ်อืม ဒီစောရွေးတွေနဲ့မင်းသူစားနေသည်ဒီလိုယူရင်မမကြီးစီကအခုပဲတန်ကျိုးလာတယ်သူတို့တပတ်ကလင်းမြန်နဲ့လာမယ်တဲ့သူတို့အေးသူတို့ဆိုတဲ့အထက်မှာရှုမမေရဲ့မန်းငွေခင်ရဲ့ပါမယ်မန်းငွေခင်တော်တော်နေမကောင်းလို့တဲ့ဟုတ်ကဲ့ယူကြည့်စီစဉ်ပါမယ်စီစဉ်ဆိုစေးရုံဘာခုသွားရမယ်မန်းငွေခင်ကိုစေးရုံတင်မလို့တဲ့ကဲဒါပဲယူရတဖက်မှာတယ်လီဖုန်းထားလိုက်ပြန်သည် ကဲလှုပ်လိုက်ကွာနော်ဒင်းတို့ပဲခိုင်းနိုင်မလားကျမပဲလှုပ်နိုင်မလားစိတ်ထဲမှာကြုံရမိအမှန်တော့ကျမစိတ်နေကိုကိုတလ350နေရှောင်းထားရခြင်းသာဖြစ်နေတော့သည်အရှုပ်တော်ပုံနေဆောင်ရအောင်တော့မီကျမသည်အဝိပင်မလဲတော့ပဲကားရှိရာသို့ထွက်လာမိသည်အပင်မကြွေသောပရောက်ပန်းတစ်ခတ်မှကားစကုံးပေါ်တင်နေသည်ယခုမှပရောက်ပန်းရနံ့ကိုအနံ့ခံကြည့်မိသည်ပရောက်တွေပွင့်နေသည်ကိုမှစိတ်ကူးမြင်နိုင်တော့ပါကလား ခဏလောက်နေပါဦးဗဒောက်ရဲ့ကျမသည်ပန်းကက်ကိုဖယ်ပြစ်၍စိတ်ပြက်လက်ပြက်ပြီးကားမောင်း၍ထွက်ခဲမိသည်စေယုံမူသွား၍ private room အတွက်ဆရာဝန်နှင့်စီစဉ်ရအောင်မည်အဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်းကားကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်